ားလုံးပဲမြင်လာပါရှင်။တနင်္ဂနွေသားသမီးများအတွက်ငားလာပိုင်း25ရက်နေ့ကနေပြီး33ရက်နေ့အထိတပတ်စာ hostel ဟောပြီးမှဖြစ်ပါတယ်။တနင်္ဂနွေသားမိတ်ဆွေများဒီကာလမှာအပြိုင်ဆိုင်တိုက်ခိုက်ရေးကြားထဲမှာဖက်တန်းဖြစ်သွားမယ်ကာလလို့ပြောလို့ရတယ်။ဒီကာလမှာလူယုံထားလို့မရဘူး။ဟိုဂျုံဂျီသူရဲ့ဟုတ်လေဖောက်ပြန်လှုပ်ခြင်းကိုခံရတဲ့ကာလလုံရန်ပြောင်းနေရာပြောင်းကျုံတတ်ပါတယ်။ချစ်ခဲ့သူတဦးရဲ့ အမြင်မကြည်လင်မှုမျိုးကိုခံရတဲ့အနေအထားမျိုးမှာရှိပါတယ်။အဲ့တော့နေရာပြောင်းလဲခြင်းလုပ်ငန်းပြောင်းလဲခြင်းပြောင်းလဲလဲလို့ရှင်တော့ကိုကောင်းတယ်မပြောင်းဆိုကိုကပိတ်မိနေတဲ့။နောက်တစ်ခုကယုံကြည်သူရဲ့ဖောက်ပြန်ခြင်းမျိုးကိုခံရတဲ့ကာလမျိုးတွေမှာရှိတယ်။ငွေကြေးကြောင့်အဲလုပ်ငန်းကြောင့်ဒီဒီချိန်ကစပြီးစတင်ခြင်းလုံးဝမကောင်းပါဘူး။အဲ့ဒါဟိုပျက်စီးသွားတတ်တယ်။ခဏပဲ ကောင်းတတ်တယ်ပေါ့နော်အဓိကခဏပဲကောင်းတတ်တယ်အဲ့လိုနေရာရှိတယ်မိသားစုရှိရမှာသဘောထားကွဲလဲမှုမျိုးတွေဖြစ်တတ်တယ်ကိုကပဲအနစ်နာခံပြီးဖြေရှင်းပေးနေရမျိုးဖြစ်တဲ့ကာလမျိုးမှာရှိတယ်အဲ့တော့စူးစမ်းအထုံးမှုဟာကျိုးစားနေရတဲ့ပေါ့ကျိုးစားအားထုတ်မှုအရာမထင်သက်ဘူးကျိုးစားနေရတဲ့ပေါ့နော်အဲ့တော့အလုံးနာပတ်သက်ပြီးတော့အစမပြောသလိုစတင်မယ်ဆိုလုံးဝမကောင်းသေးဘူးနော်လုပ်ငန်းကြစတင်မယ်ဆိုမကောင်းသေးဘူးဖြစ်လည်းမဖြစ်မြောက်တတ်ဘူးဒီကာလမှာဖြစ်မြောက်သွားလဲလမ်းတစ်ဝက်နဲ့ပြတ်သွားတတ်တယ်ပေါ့နော်ခါလည်းပြတ်သွားတတ်တယ် အဲ့တော့လုပ်ငန်းသစ္စာတင်မယ်ဆိုမကောင်းသေးပါဘူး။ခရီးသွားဖို့လုပ်ထားတဲ့သူတွေဆိုဒီကာလမှာကမသွားရင်ကောင်းပါတယ်။မသွားသေးရင်ကောင်းတယ်ပေါ့။ဘာလို့ဆိုသွားတဲ့ခီးမှာကငွေလင်ခံရတာမျိုးတွေဖြစ်တဲ့။ဒီကာလမှာအဓိကတော့ငွေကြေးကစားလို့မရဘူး။လုပ်ငန်းသစ္စာလို့မရဘူး။ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာအဝင်အထွက်ကတော့ကျန်းနေများတယ်ပေါ့နော်။ဝင်အားလည်းများတယ်ထွက်အားလည်းများနေတယ်တဲ့။ထို့သူပဲ ငွေကြေးကြောင့်ပျော်ရွှင်မှုမျိုးလည်းတဝါတက်ကာလာမျိုးမှာရှိတယ်။အဲဒါကြောင့်ကိုမတင်မှတ်ထားတဲ့နေရာကနေငွေကြေးလုံးကနေရရှိတာမျိုးဖြစ်တတ်တယ်။ကိုစုံးမိတင်တဲ့သူတွေရဲ့ငွေကြေးပြန်လဲပေးခြင်းမျိုးရရှိခြင်းမျိုးတွေ့တွေ့ရတတ်တယ်။အဲတော့အခြေခံအားနည်းပါတယ်။အခြေအနေပတ်သက်ပြီးတော့ဒီကာလမှာသဘောထားကွဲလွဲမှုမျိုးတွေ့ရတတ်တယ်။ကိုယုံကြည်ထားသူရဲ့ဖောက်ပြန်ခြင်းမျိုးခံရတတ်တယ်။ အခြေအနေပတ်သက်ပြီးတော့အချစ်တရားရှိခြင်းမျိုးလေးလည်းရှိတတ်တယ်။ပုဂ္ဂိုလ်လာပြီးတော့ဘလို့ထောက်ပံ့ခြင်းအခြေအနေပတ်သက်ပြီးတော့ဗောနော်အအကူကြီးရရှိခြင်းမျိုးလေးတွေဖြစ်တတ်တဲ့ကာလမျိုးပါရှိတယ်။အဲ့တော့လူငယ်တွဲလေးများအတွက်ကဒီကာလမှာတတိကြီးထားဖို့လိုအပ်ပါတယ်။ကိုကိုတိုင်းသုံးဖို့ကိုယ့်ရဲ့ပါတနာကဖောက်ပြန်ခြင်းမျိုးပြုတတ်တဲ့ကာလမျိုးမှာရှိတယ်ဗော။ အိမ်နောင်ကြီးအိမ်နောင်ကြီးနဲ့ပတ်သက်ပြီးဒီကာလမှာသဘောထားကွဲလဲနေတဲ့သူများပြန်လဲအဆင်ပြေခြင်းမျိုးကိုကြုံရတတ်တယ်။တအုံးနဲ့သူနားလည်မှုပြန်လဲရရှိတတ်တယ်။မိသားစုတွေပြန်လဲပေါင်းစည်းခြင်းဖြစ်တဲ့ကာလမျိုးမှာရှိတယ်။ဒီလိုကာလမျိုးမှာ သာသမီရေဒနာထွန်ကားတတ်တယ်လို့ပဲပြောရမှာပေါ့နော်။နောက်တစ်ခုကအစ်မကြီးအစ်မကြီးနဲ့ပတ်သက်ပြီးအဓိကရင်းနှီးမှာမုန်းတက်မှုမျိုးကြုံရတာ။နောက်တစ်ခုကကြတော့ အဓိကအတိုက်ခံအတိုက်ခိုက်တွေကြားရမှာမွန်းချက်နေတာမျိုးပေါ့နော်။ကျမကြီးကြောင့်ကတော့ဒီအပြင်လက္ခဏာကတော့အထွေထူးမရှိဘူး။အဓိကစိတ်နဲ့စိတ်ထဲမှာမွန်းချက်မှုဖြစ်နေတဲ့အနေအထားမျိုးမှာရှိရပေါ့။အဲ့တော့ကံတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်အရင်ကောင်းနေတာမျိုးတော့မရှိဘူး။ဒီကာလမှာအတိုက်ခိုက်အတိုက်ခံမလုံးနဲ့မလွတ်တာကောင်းတယ်။လုံးမယ်ဆိုလို့ရှိရင် ပုံရှုပ်ပုတ်ပြီးတော့ပဲပြဿနာလဲဝါးတတ်တယ်။ အဲ့ဒါကြောင့်မလို့ဒီကာလမှာမိဒီပြဿနာမဆိုမဆတာကောင်းတယ်ပေါ့နော်အဲ့တော့ကံတရားရကတော့အကောင်းတည်းမှာတော့မရှိဘူးအဲလက်ရှိအချိန်ကနေပုံမကောင်းမွန်လောက်လှုပ်ဆောင်တင်တဲ့ရေရာကတော့မရှိနွမ်းမသူကလေးတငယ်တွေကိုစာအုပ်လက်ဆောင်စာအုပ်နဲ့ပတ်သက်ပြီးဒီစာအုပ်တော့မဟုတ်ခဲ့တယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့အကန့်အထောက်ပံ့ကောင်းလေးကုသိုလ်ပြုလုပ်ပေးပါအဲ့ဒါမိမိရဲ့ကံအထောက်ပံ့ဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒကြီးလေးပါအလူပြုလုပ်ပေးပါတလေးပါအလူဆိုတာကကျမတို့ဒီ မြေတက်ကိုကိုစားပြုတယ်တတိဝလန်းတို့မဟုတ်ပန်းပန်းရမယ်ပေါ့နော်နောက်တစ်ခုကလေတက်ကိုကိုစားပြုတယ်ဖျောင်းနိုင်ရက်ရက်တောင်ရက်ဆိုရက်လေးလက်ပေါ့နော်အမွှေးနဲ့တာတိုင်းပြီးတော့မိတက်ကိုကိုစားပြုပြီးစီမီမီခြေတက်ကိုကိုစားပြုပြီးတောက်တော်ကြီးခွက်လေးခွက်အဲ့တော့လေးလေးလေးတွေပဲမတတိဆိုလေးမျိုးခြေလေးခွက်တောက်တော်ကြီးလေးခွက်အမွှေးတိုင်းလေးတိုင်းဖျောင်းတိုင်းလေးတိုင်းရက်တောင်လေးတိုင်း အဲ့ဒီဥစ္စာလေးတွေကိုပါဝင်အောင်ပေါ့နော်အဲ့ဒီဥစ္စာလေးပါဝင်အောင်လူလန်းတဲ့ကုသိုလ်လေးပြုလုပ်ပေးပါအဲ့ဒါမိမိရဲ့ကံရဲ့ထောက်ပံ့ကောင်းကိုရရှိစေနိုင်တယ်ပေါ့နော်ကံတရားကြည့်မယ်ဆိုရင်တော့အရန်ကောင်းနေရမျိုးမဟုတ်ဘူးအရန်ဆိုးနေရမျိုးတော့မဟုတ်ဘူးဒါမဲ့မုန်းချက်စရာများစွာကြုံရတဲ့ကာလအစ်ပင်မရတဲ့ကာလလို့ပြောရလိမ့်မယ်ပေါ့နော်အဲ့တော့တနေ့သားမိမိစေများအားလုံးအကျန်းမှုတွေတာယာမှုတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်ကျမကတော့ဘာစရာရင်းနေထားတဲ့တတိယဆရာမဖြစ်ဆိုစေဖြစ်ပါလိမ့်ရှင်